သုံးချောင်းကျစ်ဆက်မီကျစ်တက်ရုံနဲ့နှင်းစီပွင့်စတုံးကို ထုံးလို့ရပြီနော်မင်္ဂလာပါရှင်ဒီနေ့ကျမတို့နှင်းစီပွင့်စတုံးလေးကိုထုံးပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဘေးစီးခွဲပြီးတော့ထိတ်ဖောင်းလေးဖောင်းထားမယ်ပြီးတော့အောက်ကစီးတိုင်ကို စီးပြီးတော့ဘေးချမ်းကိုပေညာနှစ်ဖက်စလုံးကိုတင်လိုက်တာဖြစ်ပါတယ်တင်လို့ပိုလာတဲ့ဟာကို စီးတိုင်အောင်မှာပဲ ခွေလိုက်တယ်ကျင့်နေအောင်ခွေပေါ့နော်ပြီးတော့ထက်ချံခွဲပြီးတော့ ဒီဇပင်ကိုစက္ကန့်လေးနဲ့ပြထားတဲ့အတိုင်းသေချာလေးပတ်ပေးပါဇဒုံအရန်ကြီးဖို့မလိုဘူးပြီးရင်ပိုက်အုပ်လေးနဲ့အုပ်ပါမယ်အဲ့ဒါပြီးသွားရင်တော့အပေါ်ဘက်ကကြံ့နေတဲ့ဇပင်ကိုကျစ်ဆံမီလေးတွေတချမ်းကိုပဲဆွဲတဲ့ပုံစံမျိုးလေးနဲ့ကျစ်သွားမှာဖြစ်တဲ့ဒီနေရာမှာပွင့်ဖက်ကိုဆွဲတဲ့အခါတတိထားပြီးဆွဲပေါ့နော်ပြီးတော့အလဲဝက်ဆံကိုအဓိက တက်တက်ရက်ကလေးလုပ်ပြီးတော့အဲ့အပေါ်မှာပဲနှင်းစီဝင်းပုံစံကြံတဲ့ကျဆံမီလေးတွေကိုပုံဖော်ပြီးတော့မှပတ်ပေးသွားရမယ်ဒီမှာနှင်းစီပွင့်ကအပေါ်ဘက်ကိုအာနေတာမျိုးအောက်ဘက်ကိုအစ်ဆင်းနေတာမျိုးမဖြစ်အောင်ဒီနောက်ကနေတက်တက်လေးဖြစ်အောင်ပေါ့နော်တတိထားပြီးတော့သေချာလေးပုံဖော်ပေးပါအပွင့်ပုံစံကိုကိုယ့်အကူညှိယူရမှာပေါ့နော် အလင်မှာဝက်ဆန်လေးထည့်လိုက်ရဲ့ပေါ့ဒါမျိုးစတုံးတွေကစတုံးရဲ့အလှကိုပေါ်ပြတဲ့ပုံမျိုးဖြစ်တဲ့အတွက်ပန်းကိုပန်တဲ့အခါစတုံးကိုပြည်နေအောင်ပန်တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုဖေးပြီးတော့ဘေးကနေပန်တာမျိုးလေးလုပ်လို့ရတယ်အရှိကနေတရဖူဆောင်းပေးတာမျိုးလေးရတယ်အလုံးမဲ့အဆုံးတိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်။တင်တန်းစိတ်ဝင်စားတဲ့သူတွေအတွက်လည်းအာစုံစမ်းလို့ရပါတယ်ရှင်။ကျမတို့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်။ နိုင်အောင်ထွက်တဲ့ခါထုံးမလားမြန်မာဝဲစုံနဲ့ဝစ်ပြီးတော့ပွဲတက်စတုံးလေးပဲထုံးမလားမိင်္ဂလာပါရှင်ဒီနေ့ထုံးပြပေးမယ့်ပုံကတော့နှစ်ခုစလုံးအတွက်အသုံးတဲ့ပုံလေးဖြစ်ပါတယ်အခုပြထားတဲ့အတိုင်းကိုသုံးချင်တဲ့ဖန်စီကျိုးပဲဖြစ်ဖြစ်ပလဲကျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုသပင်မှာ အခုလိုလေးပတ်တာဖြစ်ပါတယ် အပတ်တဲ့အခါခက်ဖွားဖွားကလေးပတ်ရမယ်နော်ကျစ်ဆံမီးကိုလည်းဖွားဖွားလေးပဲချစ်ရမယ်ဘာလို့လဲဆိုတော့ဒီဟာတွေကစတုံးအဖြစ်ပြန်ပြီးတော့ခွေတဲ့အခါမှာကျစ်နေလို့ရှိရင်ဘလို့မှဆင်မပြေဘူးအဲကြောင့်မလို့ဖွားဖွားလေးချစ်ပြီးတော့စတုံးပုံစံပြန်ပြီးတော့ဆင်တာပေါ့နော်စတုံးပုံစံဆင်တဲ့အခါကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပါတယ်စတုံးကလှလှလေးဝိုင်းဝိုင်းလေးဖြစ်ပေါ်လို့ရတယ်ပေါ့နော် အနိုင်အောင်ထွက်တဲ့ခါမျိုးမှာတုံးချက်နေဆိုလို့ရှိရင်တော့ပန်းမလိုဘူးစတုံးနေရာကိုလည်းပဲပိုနီတေးလို့အမြင့်ပေါ်တော့ထိုက်တဲ့နေရာမှာစီးပြီးတော့ဒီလိုလေးခွေပြီးတော့ပတ်လိုက်လို့ရှိရင်ဒီစတုံးရဲ့အထဲထဲမှာပလင်းပလင်းလေးပါတယ်ပေါ့နော် အရန်ကိုအမိုက်စာဖြစ်သွားမယ်အဆုံးတကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်လိုင်းလေးတွေဆွဲပြီးထုံးတဲ့စတုံးကိုကြိုက်တဲ့သူရှိလားမင်္ဂလာပါရှင်ဒီနေ့မှာတော့ line လေးတွေဆွဲပြီးစတုံးလှလှလေးတွေထုံရအောင် အရင်ဆုံးဘေးစည်းကိုနားထိုက်ခွဲထားပြီးတော့သပင်းကို ထိုက်ဖောင်းနေရကနေအထဲကိုနည်းနည်းလေးဖောင်းထားပြီးတော့မှအခုလိုမျိုးစုပြီးတော့တင်လိုက်ပါတယ်။လိုင်းလေးတွေဆွဲတဲ့အခါလက်ထိတ်ကလေးနဲ့ပပလေးယူပြီးတော့ကိုလိုချင်သလောက်လိုင်းကလေးတွေကိုဆွဲတာဖြစ်ပါတယ်။ ဘေးချမ်းကိုလည်းပဲအဲ့တိုင်းလေးတိမ့်ပြီးတော့လိုင်းလေးတွေဆွဲတာဖြစ်ပါတယ်။ပြီးရင်တော့စပရေးကိုမမာတန်းတောင်လေးနဲ့ကောင်းတဲ့ဟာလေးကို ဖြန်ပေးပါ။အဲ့ဒါမှပဲကိုဆွဲထားတဲ့လိုင်းကအကြာကြီးခံပါပေါ့နော်။ပုံမပြည့်ပင်နဲ့အပေါ်ကပင်ညာနှစ်ချမ်းကိုအဲ့တိုင်းလေးတိမ့်ပြီးတော့အောက်ကစပင်းတွေကိုလည်းခုယူပြတဲ့အတိုင်းပဲအလိုက်ကလေးယူသွားတာဖြစ်ပါတယ်။လိုင်းလေးတွေကိုလည်း ဒီတိုင်းလေးဆွဲมาပေါ့เนาะလက်ထိတ်ကလေးကိုသုံးပြီးတော့လိုင်းလှလှလေးတွေဆွဲယူသွားတာဖြစ်ပါတယ်ဒီလိုမျိုးသဘင်အလိုက်ကိုယူတဲ့အခါဘယ်ညာနှစ်ဖက်ကိုညီအောင်ယူမယ်ပေါ့เนาะအဲ့ဒါမှပဲစတုံးကလှနေမှာပေါ့ဟိုတလိုက်ကကြီးပြီးတော့တလိုက်ကဟိုးအတွင်းကိုဝင်သွားတာမျိုးဆိုလို့ရှိရင်မလှပါဘူးအဲ့ဒါကြောင့်မလို့တတိထားပြီးတော့မှယူပေးပါစတုံးဖြစ်သွားပြီဆိုလို့ရှိရင်တော့ဟို တိမ်နေတဲ့နေရာခြိုက်တဲ့နေရာကိုပြန်ပြီးတော့ဆွဲရမှာပေါ့နော်လှလှလေးဖြစ်သွားအောင်ပန်းတွေကတော့ချိုးစီမှာကိုယ်တိုင်လုပ်တဲ့ပန်းလေးတွေကို ပြောင်းပြီးတော့ပန်ပြပေးထားတာဖြစ်ပါတယ်။အလုံးမအဆုံးတိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်။သင်တန်းစိတ်ဝင်စားတဲ့သူတွေလည်းစုံစမ်းမေးမြန်းလို့ရပါတယ်ရှင်။ကျမတို့နောက်ထပ်ဗီဒီယိုမှာ ပြန်ဆုံပါမယ်ရှင်။